ဖျားရဟန်းပြုခွင့်မရှိတော့သူဘယ်နှယောက်ရှိပါတလဲဖျားမတန်ဆွမ်းတွေကကောရဟန်းပြုလို့ရပါတလားဖျားလို့မိထားပါတယ်ဖျားဟုတ်ရဲ့မပြုပြုလို့မရတာတော့အများကြီးပဲရဟန်းဖြစ်မဖြစ်ကိုမေးရမှာပေါ့နော်ပြုလို့မရတာတော်တော်များပါတယ်ခြားထဲမှာအိမဟာဝါထဲမှာရဟန်းမပြုခေါင်းသူတော်တော်များတယ်ဟို32 32ယောက်ကတအုပ်စုရှိတယ် နောက်မှလုံးဝယဟန်ခံလို့မရတာက17ယောက်တအုပ်စုရှိတယ်။ပန်တီပက်ဆန်ပင်စာနန်ဒူတန်ဥဘောပြီးဆိုပြီးတော့အဲ့ဒီ17ယောက်ကလုံးဝယဟန်ခံလို့မရအောင်ပင်စာနန်တရိယကံလွန်ကျူးတဲ့ပုံကိုတွေနော်ပင်စာနန်တရိယလွန်ကျူးတဲ့ပုံကိုတွေကလုံးဝယဟန်မဖြစ်ဘူးကိုယ်ရင်လည်းမဖြစ်ဘူးနော်နောက်ပန်တုတ်တွေဆိုလို့ရှိရင်လည်းကိုယ်ရင်လည်းမဖြစ်ဘူးယဟန်လည်းမဖြစ်ဘူးเนาะခုနဘိက္ခုနီဒုသကလို့ခေါ်တယ်ဘိက္ခုနီမကိုဖြစ်စီတဲ့ပုဂ္ဂိုလ်ကြီးဆိုရင်လည်းယဟန်လည်းမဖြစ်ဘူးကိုယ်ရင်လည်းမဖြစ်ဘူးเนาะ အဲ့တော့ပန္တီပတ်စံဆိုတော့တရိษံတွေပေါ့နော်တရိษံတွေဆိုလည်းဒါငကားလူအောင်ဖယ်ဆုံးလို့ရတဲ့ငကားတွေဂလုံးတွေတော့နတ်တွေလည်းပါတယ်နတ်တွေလည်းရဟန်းဝတ်လို့မရအောင်ရဟန်းခံလို့မရအောင်ပေါ့နော်ကိုရင်ဝတ်လို့လည်းမရအောင်အဲ့တော့ပန္တီထီဆိုတာကထေရတမတကဆိုတာဒီခုနကကိုရင်ပါရာဇိကကိုပြောတာကိုပါကိုတင်ငန်းကောက်ဝတ်လာတဲ့ပုဂ္ဂိုလ်တွေကပါရာဇိကကြတော့ဘူးသာသနာတော်မှာလေနော်အဲ့ဒါကြောင့်ပန္တီပတ်စံဆိုတော့ဟိုတတိယပက္ခဏကဆိုတာရှိတယ်ရဟန်းဘဝနဲ့တိတ်ခါမချဘဲနဲ့ဘာသာပြောင်းသွားတာ တော့ရဟန်းပဲသူကရဟန်းဘုရားနဲ့ဘာသာပြောင်းသွားတာယူနီဖောင်းလည်းပြောင်းတယ်အယူလည်းပြောင်းတယ်ဟိုတိတ်ခါချပြီးခါကြမှာလူထွက်ပြီးခါကြမှာဘာသာပြောင်းသွားတာကသူရဟန်းပြန်ဝင်လို့ရာသေးတယ်တိတ်ခါမချဘဲနဲ့သင်္ကန်းဝတ်နဲ့ပဲဘာသာကိုပြောင်းသွားတယ်သူကနော်ဘာသာကြားအဝိစားကိုဝင်လိုက်တယ်အဲ့ဒီအယူဝါဒကိုသူလက်ခံကျင့်သုံးလိုက်တယ်အဲ့ဒါကြတော့ပါဠိစာပေထဲမှာတိဋ္ဌိယပက္ကန္တကခေါ်တာအဲ့ဒီပုံကိုယ်တွေကတာသနာလုံးဝပြန်လာလို့မရတော့ဘူး နော်တချို့ဘာသာပြောင်းသွားတဲ့ပုံကိုတတိထားစီရပဲခွန်ကြီးဘွားနဲ့ထိုင်ရိတ်ပြောင်းသွားတဲ့ပုံကိုတွေပေါ့အဲတော့အဲ့ဒီပုံကိုတွေ၁၁ယောက်ရှိတယ်အဲသူတို့ကတော့ဥစဉ်တို့ရဟန်းလုံးဝခံလို့မရအောင်ရဟန်းခံလို့မရအောင်ကျန်တဲ့ဟိုဟိုလက်ပွားတွေလက်တွေအပွားပါတဲ့ပုံကိုတွေခြေအပွားပါတဲ့ပုံကိုတွေမျက်စိကန်းတဲ့ပုံကိုလက်ပြတ်တဲ့ပုံကိုခြေပြတ်တဲ့ပုံကိုတွေအဲ့ဓာတွေကြတော့ဥစဉ်တို့ရန်ခံပေးကိုရင်ဖို့ပေးလို့ရှိရင်ခံပေးတဲ့ပုံကိုယ်တွေမှာဒုက္ခအပဲတက်နေဒါမဲ့သူကကိုရင်တော့ဖြစ်တယ်ရဟန်းတော့ဖြစ်တယ် ။နောက်လုပ်ပေးတဲ့ပုံစံဒီမှာတော့အပြစ်ဖြစ်သွားတာပေါ့နော်။အရှင်မြတ်ဆက်ဆက်မိကုန်မိရှောက်ဝင်ပြပါအရှင်မြတ်။ဘာကြောင့်ယဟန်ဟိုဟာဖျားရှင်啊ပေါ့နော်။ခြေလိုက်ငါမတန်ဆန်းတဲ့လူလက်ပြတ်တဲ့လူလက်လက်တွေသေးသေးနဲ့လူပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒါတွေဘာကြောင့်ယဟန်ယဟန်မပြူရတာလေဘာလို့ပြည့်အဲ့လိုမျိုးတားမြရလဲဗျာလူခွင့်ကြီးချိုးဖောက်ချိုးဖောက်တယ်လို့မထင်ဘူးလားရှင်ဗျာလူခွင့်ကြီးမချိုးဖောက်ပါဘူးဒါတော့ကို့အဖွဲ့စီကိုကာကွယ်တာလေဒါတော့ तू က သူ့ရဲ့အဖွဲ့အစည်းကိုတန်ရှင်းစေချင်တာလေတန်ရှင်းစေချင်တဲ့အတွက်ကြောင့်သူဥပဒေပါခေါ်မလဲနော်ပြိတ္တကိုရွေးချယ်တာပေါ့နော်ပြိတ္တဒုဒကလို့ခေါ်တာသူကပြိတ္တရဲ့ကိုယ် သူကအချင်းညိုပြက်စေနိုင်တယ်ပေါ့ဘယ်သူတို့ခေတ်ကဆိုရင်လည်းဒါအရန်ခွဲရှားတဲ့ခေတ်တစ်ခေတ်လေအိန္ဒိယနိုင်ငံမှာကြတော့ဇနိဇမင်းတွေလည်းခွဲတယ်လူတန်းစားတွေလည်းအလွန်ခွဲတဲ့ခေတ်ဆိုတော့ဘုရားရှင်အနေနဲ့လည်းသူ့ရဲ့သာသနာတော်ကိုအစဉ်တန်းမြင့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်စေချင်တာလေအဲ့တော့အစဉ်တန်းမြင့်တဲ့အဖွဲ့အစည်းဖြစ်စေချင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒီပုဂ္ဂိုလ်တွေကိုတော့ယဟန်မပြုတ်ပေးရဘူးအဲ့အကေအဘက်နဲ့ခံပြီးပြုတ်ပေးမယ်ဆိုတော့ဘုရားကယဟန်ဖြစ်တယ်လို့ဟောခဲ့ပြီးတာပဲဒီတိုင်အတွက်လည်းယဟန်မဖြစ်ဘူးလို့ဘုရားမပြောဘူးဖြစ်တယ်ဒါပေမဲ့မပြုတ်ပေးတင်ဘူးဒါပဲပြောခဲ့တာလေနော်ပြုတ်ပေးရင်တော့အဘက်တင်တယ်ပေါ့အကေအကျိုး အများမဲ့ထင်လို့အဘက်သင်ခံပြီးပြည့်ရှင်တယ်ပြုတ်ပေါ်ဒါပဲရှိတယ်လीနော်အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ဘုရားကမတ်ဖို့နေပဲမတားပါဘူးဒါသူမတ်ဖို့နေပဲမရဘူးလို့ပြောတာမဟုတ်ဘူးဒီရန်အဖွဲ့စည်းမှာမပါဝင်သင့်ဘူးပါလို့ရှိရင်သူ့အတွက်ကသူ့ကိုအကြောင်းပြုပြီးတော့တန်ခါပရိသတ်ဟာမျက်နာငယ်ရမယ်ဂုံညှိုးမယ်ပြောစရာအပြစ်တင်စရာဖြစ်နေမယ်တနည်းပြောမယ်ဆိုရင်သာသနာမှာအုံနာကြိုးခန်းနေလာစုနေလို့ပြောခံနေရမှာဟုတ်တယ်မလားသာသနာတော်ကအစင်းနဲ့နေပါလုံးအားကြီးတယ်ဆိုတာအထင်အထင်ကြီးစရာအဖွဲ့စည်းတစ်ခုနေနဲ့မမြင်ရတော့ဘူးအကန်းတွေအကျိုးတွေအပဲ့တွေလာစုနေမှာသာသနာမှာအဲ့လိုမျိုး